調査မယ်ပြောကြီးဘာကြောင့်ပြန်ထွက်သွားတာလဲလို့မေးလာတဲ့မေးခွန်းတွေရှိပါတယ်။အဲ့ဒီမေးခွန်းကိုကျွန်တော်ဖြေပေးချင်ပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ Success Small Company ကတော့အောင်မြင်မှုကိုရေရှည်လိုလားသူများအတွက်ဖွင့်လှစ်ထားတဲ့ Network Marketing စီးပွားရေးကုမ္ပဏီတစ်လုံးဖြစ်ပါတယ်ခင်ဗျ။ပြန်ပြီးတော့နားထောင်ပေးမယ်ခင်ဗျ။စီးပွားရေးဖြစ်တယ်နော်။အဲ့တော့စီးပွားရေးလုပ်ငန်းတစ်ခုလာပြီးတော့လုပ်ကင်တဲ့အခါမှာစီးပွားရေးနဲ့ပတ်သက်တဲ့အသိပညာအတွေ့အခေါ်ဗဟုသုတစာပေပိုင်းဆိုင်ရာလေ့လာဖို့ကိုလည်းလိုအပ်တယ်ခင်ဗျ။ကိုပိုင်စီးပွားရေးလာပြီးလုပ်တယ်ပြောပြီးတော့ကျွန်တော်တို့ကကိုကိုကိုပြန်ပြီးတော့မခိုင်းတက်လို့ရှိမှအောင်မြင်ဘူးခင်ဗျ။ဒီစကားကကျွန်တော်ကိုယ်တိုင်ပြောတဲ့ စကားမဟုတ်ပါဘူးတကယ်အောင်မြင်နေတဲ့တကယ်ကဘာကျော်သိပ္ပံပညာရှင်တွေရဲ့အောင်မြင်တဲ့သူတွေရဲ့အတွေးခေါ်ရဲ့စာအုပ်တွေမှာ ရှာကြည့်လို့ရပါတယ်ခင်ဗျာ။ဒါကြောင့်မို့အခုလိုပြောတယ်လေလောကကြီးထဲမှာကို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 ပြန်မခိုင်းတက်လို့ရှိရင်သူများခိုင်းတဲ့အလုပ်တွေကိုပဲကျွန်တော်တသက်လုံးလုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့သူများခိုင်းတဲ့အလုပ်ကိုကျွန်တော်မလုပ်ချင်ဘူးဆိုရင်ကိုကိုကိုအနာခံပြီးတော့ခိုင်းတက်ဖို့လိုတယ်ခင်ဗျာ။လူတွေမှာကျွန်တော်စီးပွားရေးအသိပညာအတွေးခေါ်ဘဟုသုတပိုင်းဆိုင်ရာအားနည်းတဲ့အခါမှာ success မို့စီးပွားရေးလာလို့တဲ့အခါမှာဆိုရင်ကိုကိုကိုအနည်းငယ်လေးဆိုရင်စိတ်သက်သာလွယ်တယ်ခင်ဗျာ။နည်းငယ်လေးဆိုရင်ကျွန်တော်တို့ဘာမှမလုပ်ချင်တော့တာဖြစ်တတ်တယ်။ကျွန်တော်တို့လည်းလူသားတွေရဲ့လူသားပဲစိတ်သက်သာတတ်တယ်ခင်ဗျာ။ဘာကြောင့်လဲ? why ပြန်ပြီးတော့စစ်ဆေးမယ်ဆိုရင်တော့ကျွန်တော်တို့ ာအသိပညာတွေးခေါ်ပိုင်းဆိုင်ရာတွေကိုအများကြီးလိလာယူရတယ်ခင်ဗျာသိတဲ့ကြားစရာနဲ့ကြုံလာတယ်ဆိုရင်တော့မှဘဝမှာအောင်မြင်သွားတဲ့သူတွေကတစ်ချိန်တစ်ခါလုတ်ပြီးတော့အောင်မြင်သွားတာမဟုတ်ဘူးဆိုတော့အမြဲတမ်းကျွန်တော်တို့ဒီအောင်မြင်တဲ့သူတွေရဲ့တွေးခေါ်ပိုင်းဆိုင်ရာကိုလိလာထားတဲ့အခါမှာကိုယ့်ကိုယ်ကိုအမြဲတမ်းရှေ့ဆက်ဖို့အတွက်အားရင်နေဖြစ်စေတယ်ခင်ဗျာအားကြောင့်လူငယ်တိုင်းကိုပြောချင်တာကစီးပွားရေးလာပြီးလုတ်ကင်တော့မယ်ဆိုရင်ကိုကိုယ်တိုင်ကကိုယ့်ရဲ့အုံနောက်အသိပညာတွေးခေါ်တွေကလည်းစီးပွားရေးပိုင်းဆိုင်ရာရှိဖို့အတွက်လိုပါတယ်ခင်ဗျာလူငယ်ကတော့အောင်မြင်ဖို့အတွက်လာကြတာပဲတိုးတော်များလဲကိုယ့်ရဲ့အတွေးခေါ်ကတာမန်နိစာအတွေးခေါ်ဝန်ထမ်းအတွေးခေါ်တွေလောက်ပဲလာပြီးတော့ရှိ ိနေတယ်ဆိုရင်တော့ဘဝမှာကျွန်တော်တို့ကိုဟာဘယ်လိုမှအောင်မြင်ချမ်းသာတဲ့ဘဝကိုမရောက်သွားနိုင်ဘူးခင်ဗျာအစည်းအဝေးလောက်တဲ့ဆိုတဲ့နေရာမှာကျွန်တော်ဟာစိတ်ရှည်ရတယ်တီးခံရတယ်ပြီးတော့ကျွန်တော်လူများနဲ့ပေါင်းသင်းဆက်ဆံရေးကိုလည်းကောင်းမွန်ရတယ်ခင်ဗျာကိုကိုကိုအရေးချင်းမြင့်တင်နိုင်ဖို့အတွက်တင်ယူမှုစွမ်းအားကလည်းရှိရတယ်ကိုရဲ့လုပ်ငန်းပိုင်းဆိုင်ရာကိုကျွမ်းကျင်ဖို့လိုတာပေါ့ခင်ဗျာ brand ကတော့ကျွန်တော်တို့ဘဝအတွက်တကယ်စူးစမ်းဖို့အတွက်လာတာပဲဒါပေမဲ့ကိုကိုကိုမြင့်တင်ဖို့အတွက်အချိန်ပေးဖို့အတွက်လိုပါတယ်ဥပမာကျွန်တော်တို့ကဒီတနင်္ဂနွေနေ့ကိုအားရရက်မှာရက်ဝေးရဆိုရင်လည်းရက်ဝေးမှာရှိတယ်လို့ရက်နီးကသူကလည်းရက်နီးမှာရှိတယ်ဒီနေရာမှာ ာကိုပါလုတ်တယ်လေအဲဒါကျွန်တော်နေ့စားလာကစားလုံးနဲ့တွဲလုံးတဲ့ခါမှာကိုရဲ့အလုတ်ပိတ်ရက်မှာကိုပါလုတ်တယ်လေပြီးတော့ကိုအားတဲ့ချိန်မှာကိုပါလီလုတ်တယ်လေဒါကလည်းအရန်ရေးကြီးပါတယ်ကိုရဲ့ကိုရီကိုသွေးကိုမမြင့်တင်ထားဘူးဆိုရင်ကိုနဲ့အတူစီးပွားရေးလက်တွေလုံးမဲ့တူကလည်းရှိလာမှာမဟုတ်ပါဘူးတချို့ကလူတင်မိတ်ဆက်တယ်မိတ်ဆက်တဲ့ခါမှာအခွင့်အလမ်းပေးလို့မရဘူးလက်တွေလုတ်တဲ့တူမရှိဘူးကိုကိုကိုပြန်ကြည့်ရမယ်ခင်ဗျာဥပမာကျွန်တော်ဗျာရုပ်ရှင်မင်းသမီးမင်းသားလိုမျိုးကိုကတရုတ်ဆောင်မကောင်းနေဘူးဆိုဘယ်တိုင်းတာမှကိုကိုမငှားတယ်လို့မျိုးပဲဒီနေ့ကျွန်တော်တို့ဟာကိုကစီးပွားရေးလုတ်တယ်ကိုရဲ့ပုံစံကိုရဲ့အပြောဆိုကို ့ရဲ့အတွေးခေါ်တွေကကျွန်တော်စီးပွားရေးအတွေးခေါ်ပိုင်းဆိုင်ရာစီးပွားတမားကြောင့်တဲ့ပုံစံမတူနေဘူးဆိုရင်တော့ကျွန်တော်တို့အားလုံးဟာကိုယ့်နဲ့လက်တွေလောက်ကိုင်းတဲ့အတူဟာရှိလာမှာမဟုတ်ဘူးခင်ဗျ။ဒါကြောင့်မို့ကိုယ့်ကိုယ်ကိုယ်လည်းကျွန်တော်တို့ဟာမြင့်တင်ယူရတာဖြစ်ပါလေခင်ဗျ။ကျွန်တော်ဆိုရင်လည်းဒီစီးပွားရေးလောက်ကိုင်းတဲ့အခါမှာငကိုလည်းကျွန်တော်ကတော့ဒီစီးပွားရေးအသိပညာပိုင်းဆိုင်ရာအများကြီးလေ့လာခဲ့တဲ့သူကြောင့်ဖြစ်တယ်။ဒါပေမဲ့ဒီလို network marketing company ဆိုတာပထမဦးဆုံးဒီ success mode လောက်ကင်ခဲ့တဲ့သူကြောင့်ဖြစ်ပါတယ်ခင်ဗျ success mode ရဲ့အကြောင်းအရာတွေလေးလာရတယ်ကိုပိုင်လူမှုပေါင်းတင်ဆက်ဆံရေးမှာလည်းကျွမ်းကျင်ဖို့လည်းလေးလာရတယ်ခင်ဗျ ဒါဟာစီးပွားရေးလုံးနေတဲ့ဒူတိုင်းအတွက်တကယ်မဖြစ်မနေလိုအပ်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဘဝအတွက်တိုးတက်မြင့်မားဖို့အတွက်တကယ်ပြောင်းလဲခြင်းနဲ့မိတ်ဆွေတွေကကိုကိုကိုတကယ်ကိုအကောင်းဆုံးမြင့်တယ်မှာသင်ယူပါလို့ပြောချင်ပါတယ်။သူများထက်တာတဲ့ဘဝသူများထက်တာတဲ့နေရာကိုရောက်ဖို့နံပါတ်၁ဖြစ်ဖို့အတွက်ဆိုရင်သူများထက်ကျွန်တော်တို့ပို့ပြီးတော့စ조사ဖို့လိုပါတယ်။သူများအိတ်နေတဲ့ချိန်သူများအနားယူတဲ့ချိန်မှာကိုကပို့ပြီးတော့လှုပ်ဖို့လိုပါတယ်။ကိုကပို့ပြီးစ조사နေမှဒါလေကျွန်တော်တို့ကိုကိုကိုပို့ပြီးတော့မှကိုအောင်မြင်တဲ့ချိန်မှာဝိုးကနေဝါးကနေသူများ